တွေအများကြီးစ조사ခဲ့ပြီးမှအမကဝင်ကိုလွှဲထားပြီးဖြစ်ကြောင်းပြောလာတယ်။ချွေထူးတို့ဇနီးမောင်နဲ့မြန်မာနိုင်ငံရဲ့လူပညာလောကရမှာလူတိုင်းအားကြရပြီးတော့ဇနီးမောင်နဲ့စုံတွဲလေးတွေကတော့ရှိကြစမြဲပါပဲ။ဇနီးမောင်နဲ့စုံတွဲလေးတွေထဲမှာချွေထူးတို့စုံတွဲလေးဟာလူများအားကြစရာစုံတွဲလေးတွေတော့ဖြစ်လာပါတယ်။ဆိုတော့ချွေထူးဟာလူပညာလောကမှာနာမည်ကြီးကအောင်မြင်ကြကြနေတာပါ။ချွေထူးလို့ဆိုလိုက်တာနဲ့သူ့ရဲ့ထွက်သမျှတခြင်းတွေအကုန်လုံးဟာလူငယ်လူရည်တွေတာမကလူကြီးပိုင်းတွေထိအောင်မပေါက်ခင်တာပါ။ အမှုပညာပို့ပြည်နေရွှေထုဟာအစရောကနေရုပ်ရှင်မသားဖြစ်လဲရိုက်ကွန်းနေပါပြီ။ရွှေထုဟာဆိုရင်တနိုင်းမွေရုပ်ရှင်စကိုင်းနဲ့အကောင်းဆုံးမျိုးသားဇက်ပေါ်အကယ်မီစုကြီးကိုစခုရရှိခဲ့တာပါ။ရွှေထုရဲ့ဇနီးဖြစ်သူရွှေမွေရင်းကလည်းညနေပေါင်းချိုချို အပြုံးလာလာလေးနဲ့မင်းမီကျော်လေးကိုမြင်အောင်မိကြပါပါ။မင်းမီကျော်လေးရွှေမွေရင်းရဲ့တင်ဥဆောင်ချက်တွေဟာပြည်ပြင်ကအမှုပညာရေးသွေးပြပါတာကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားကိုးမှုကိုရရှိလာတာပါ။ ခုဆိုရင်တော့ရှေ့ထူးနဲ့ရွှေမန်းကြီးတို့ဇနီးမောင်နဲ့အတွင်းလေးဟာအနုပညာရှင်ချင်းချင်းဖြစ်တာကြောင့်လှုပ်တွေထူးထူးတွဲလောက်ခါရွှေမောင်ကလည်းအတန်ကောင်းသူဖြစ်တာကြောင့်လည်းခင်မောင်ဖြစ်သူရွှေထူးနဲ့တူတချင်းနေလဲထွက်ရှိထားပါပြီဖြစ်ခါအားပေးမှုတွေကိုလည်းဝေဝေဆဆာရရှိခင်ရပါရွှေထူးနဲ့ရွှေမန်းကြီးတို့ဇနီးမောင်နဲ့တို့ဟာဆိုရင်ပရိသတ်တွေကချစ်ကြတာကြောင့်ရွှေရွှေကပ်ပယ်လို့တော့ချစ်စနိုးနဲ့နာမည်ပေးထားကြတာပါအိမ်နောက်တစ်ခုဟာဘလောက်ပဲတာယာပျော်ရှင်ပါရဲ့ပျော်ပျော်အင်းရဲ့ဆန်းနေဖြစ်တဲ့တာတာမိမိလေးတွေကိုမလိုချင်ကြတဲ့မိဘဆိုတာရှားပါတယ် ဖြစ်ဖြစ်တော့ရွှေထိုးနဲ့ရွှေမုံတို့ရဲ့တွဲလေးကိုမြင်လိုက်ရင်အမြဲတမ်းပျော်ရွှင်နေပြီးတော့တယောက်ကိုတယောက်ဆဆနာနာနဲ့စိတ်ကြည်ညိုကြရတာပါ။ဒါပေမဲ့လည်းဒီလိုပျော်ရွှင်ပါရတဲ့အိမ်တော်တစ်ခုကိုပိုင်ဆိုင်ထားတာဟာတယောက်လုံးကအမှုပညာရှင်တွေဖြစ်တဲ့အတွက်စိတ်တူကိုယ်တူအမှုပညာလုပ်တွေလောက်ကင်နေကြပါမယ်။သူတို့ကအထူးကလိုချင်နေကြတာကတော့ချစ်စရာကောင်းတဲ့ရင်သွေးလေးပဲဖြစ်ပါရဲ့။အစတော်ရွှေထိုးနဲ့မင်းမီကြောင့်လေးရွှေမွေလေးတို့ဟာလက်ထက်ထင်းများထားတာဟာဆိုရင်ခုဆိုရင်အိမ်တော်သက်၅နှစ်ကျော်နေပါရှိနေပါပြီ။ဒါပေမဲ့လည်းသူတို့ဇနီးမောင်နှံမှာတော့အခုချိန်ထိကိုရင်သွေးလေးမရရှိနေတာပါ ရင်လေးလေးကိုမလို့ချင်တာမဟုတ်ဘဲနဲ့ရှိထူးမှာကြီးပေါင်းယောဂါနဲ့အခြားယောဂါရှိနေရကြောင်းရှင်မောင်မလေးအဆိုင်ယောဂါခဲရှိနေရကြောင်းနောက်ပြီးတော့နေရာစလုံးဟာလူပညာရှင်တွေဖြစ်တာကြောင်းရုပ်ရှင်ကားတွေရိုက်ကူးနေရတာတွေတခြင်းထောက်နေရတာတွေစားတဲ့ပြဿနာလေးတွေကြောင်းမယူဖြစ်ကြသေးတာလို့ရှိထူးနဲ့ရှင်မောင်လေးဇုံရင်းလေးကရှင်းပြထားပါတယ်အဘယ်ဖြစ်ဖြစ်ဘယ်သူမဆိုအိမ်အောင်ကြပြီးတော့လည်းကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့တူတဲ့ရင်သွေးလေးကိုလွှဲပြီးတော့ပြပြဆောင်တဲ့မိသားစုဝါလေးကိုလိုချင်ထားတာပါအခုလည်းရွှေနဲ့ရွှေစုံသွေးလေးဟာရင်သွေးလေးတစ်ယောက်ကိုလိုချင်နေမှအသေးချပါပဲ တမောင်လာပြီနေကမင်းသမီးကြီးခိုင်နေဝင်ရဲ့ခလင်းလေးတွေကိုရှင်ပြပွဲမှာရွှေထူးနဲ့ရွှေမင်းလေးတို့ဇနီးမောင်နှံဟာလေးအဖေသားခံနေရတာပါအဲ့ဒီရှင်ပြပွဲမှာတော့ရွှေထူးနဲ့ရွှေမုံတို့ဟာကလေးလေးဆန်ချနေတဲ့အချိန်မှာကိုယ့်ရင်သွေးလေးတွေမျိုးအသေးချာကိုပဝါလေးနဲ့စကန်နာနာဆန်ခံပေးနေကြတာပါရွှေထူးနဲ့ရွှေမင်းလေးတို့ဒီလိုပြုမှုလေးတွေကြောင့်ပရိသတ်တွေကလည်းရင်သွေးလွယ်မဲ့အချိန်ကိုစောင့်မျှော်နေကြတာပါအခုချိန်မှာတော့သူတို့ကဝမ်းသာစရာသတင်းတွေကိုပရိသတ်ကြီးတွေကိုအသိပေးလိုက်တာပါအဲ့ဒါကတော့ခုနှစ်သိက္ခာချိန်မှာလည်း ရွှေမုံနဲ့ဝမ်းထဲမှာအမွာပူးလေးလွှဲထားရပြီဖြစ်လို့ဖဖေရွှေထူးကအတိပေးလိုက်တာပါအခုလည်းကိုဝင်လာလာနေသေးတာကြောင့်ရွှေမုံကိုခင်းဆိုင်နေရတယ်လို့ဆိုပါတယ်နေတဲ့ရင်စာနေကောမင်္ဂလာချိန်ပါပဲအမွာလေးနဲ့ထားရတာကြောင့်ကလေးလေးတွေဟာကောင်းသောလာခြင်းနဲ့လာရလို့ပရိသတ်တွေကနမိတ်ဖက်ကြပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေဝေးကြတဲ့ပရိသတ်တို့ရဲ့အကြခင်မှာဖဖေနဲ့မမေဖြစ်တော့မင်းရွှေထူးနဲ့ရွှေမုံရောအမွာလေးတွေကိုစုမုံကောင်းတောင်းပေးလိုက်ကြပါအောင်ရှင်